အင်္ဂါဂျိုဘောမှာနှစ်ပေါင်း3ဘီလီယံတန်တန်ရှိကန်းချီကိုရှာဖွေတွေ့ရှိတယ်လို့သိရပါတယ်။ American Agatha Agency နဲ့ Science Marina 9 Agatha ရင်က1980ပြည့်နှစ်တည်းမှာပေးပို့ခဲ့တဲ့ပုံရိပ်အရအင်္ဂါဂျိုဘောမှာရေတိုက်စားမှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေမျက်နှာသွင်ပြန်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဂျိုနီဂျီလို့ခေါ်တဲ့အင်္ဂါဂျိုဘောမှာ ရေရှိခဲ့မရှိခဲ့ဆိုတဲ့တစ်ချိန်ကအငင်းပွားပွဲဖြစ်တဲ့နာပြည့်လည်သွားပြီပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာဆက်ပြီးတော့ကဘာအိမ်နေချင်းအင်္ဂါကျပေါ်မှာတချိန်ကရေဟာအရေးပါတဲ့ခန္ဓာကပါဝင်ကြောင်းသက်သေထောက်ထားတဲ့ပိုးတွေ့လာရပါတယ်။ဥပမာအင်္ဂါကျမှာအုတ်ကကဲဒီမှာလွန်ခဲ့တဲ့နှစ်၄.၅ဘီလီယံကရေရှိခဲ့တဲ့အထောက်ထားလေးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သက်တမ်းမှုနဲ့မျက်နှာပြင်ပတ်ချက်မှာလွန်ခဲ့တဲ့နှစ်နိုင်ငံကဖြစ်ပေါ်တဲ့ဂျိုင်ဝမ်နေရာလက်ရှိမျက်နှာပြင်အောက်မှာရေခဲတွေရှိကြောင်းပြသနေပါတယ်။ရေတွေဘယ်အချိန်မှာဖြစ်ပေါ်လာပြီးဘလောက်များပြားခဲ့လဲဆိုတာနဲ့ ဘလောက်ကြောင်တည်ရှိခဲ့လဲဆိုတာကိုတော့မျက်မှောက်ကလာမှအဓိကဆွေးနွေးနေပါတယ်။အင်္ဂါဂျိုဘုံကရေကိစ္စနဲ့ပတ်သက်ပြီးမျက်မှောက်ကလာမှဆွေးနွေးမှုအများဆုံးအကြောင်းအရာကတော့သမုဒ္ဒရာများရှိခဲ့သလားအကြောင်းအရာပါ။ဖေဖော်ဝါရီ24ရက်နေ့ PNAS ဂျာနယ်မှာတဆင့်ထုတ်ဝေခဲ့တဲ့လေ့လာမှုအသစ်ကြောင့်အတော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်ခဲ့ရပါတယ်။ကွမ်ဂျိုတက္ကသိုလ်မှာတရုတ်နဲ့အမေရိကန်သိပ္ပံပညာရှင်ဖွဲ့ဟာတရုတ်မျိုးသား အာဂါဒစီမံခန့်ခွဲရေးဌာနရဲ့အင်္ဂါဂျိုစင်းရင်ထံမှရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးလေ့လာခဲ့ပါတယ်။ဒီအချက်လက်တွေကိုအခြေခံပြီးလေ့လာမှုအရလွန်ခဲ့တဲ့2ဘီလီယံပေါင်းများစွာကကံယူတဲ့တည်ရှိခဲ့တယ်လို့ယူဆထားတဲ့နေရာနီးမြေအောက်မှာတိမ်မြုပ်နေတဲ့ကြောက်ဆောင်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အင်္ဂါဂျိုဘုံမှာတည်ရှိခဲ့ဖူးတဲ့သမုဒ္ဒရာကံကြီးမှာအ ਨੇ ကျကြောက်တွေကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။အင်္ဂါဂျိုကိုစူးစမ်းလေ့လာနေတဲ့ဂျိုစင်းရင်ဟာအဲ့ဒီဂျိုရဲ့ဘုံမိဗေဒာမြေတုနဲ့လေတုပါဝင် ရှုတော့ဘောင်းဆောင်မှာလေးလာနေပါတယ်ရေရှိကြောင်းထောက်ထားတွေကိုလည်းရှာဖွေနေပါတယ်ရေဟာအင်္ဂါကျူပေါ်မှာတက်ရှိတယ်ရှိခဲ့မရှိခဲ့ဆိုတဲ့ကိုအတိကဆုံးဖြတ်ပေးနိုင်တဲ့အချက်ဖြစ်နေပါတယ်အင်္ဂါကျူပေါ်မှာရေနဲ့တက်ရှိရှိခဲ့မှုတွေထောက်ထားတွေတွေ့ရှိနိုင်တဲ့အနေကျကြောက်တွေကိုလည်းအထူးစူးစမ်းလေ့လာလျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီဂျိုစင်ရအင်္ဂါဂျိုမြောက်ဘက်ခြမ်းမှာရှိတဲ့ရှင်အောင်သမုဒ္ဒရာအကျဉ်းကျန်တွေကိုလေ့လာခဲ့ပါတယ်။ဒါဟာမြေအောက်ထိထွန်းဖောက်နေတဲ့ရေဒါနည်းပညာကိုသုံးပြီး မြေမျက်နှာသမီးအောင်မီတာတရာအနက်ထိစူးစမ်းခဲ့ပါတယ်။အဲ့ဒီချက်လက်ရမြေရောက်ရှိကျောက်တုံးတွေရဲ့တည်နေပုံအနေထားပါဝင်ကျောက်တွေရဲ့သင်ပြင်းတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ရေဒါနဲ့ပုံမှန်ခဲ့တဲ့အဲ့ဒီကျောက်ဆောင်တွေမှာမီတာ30အနက်ထိရှိတဲ့ကျောက်လွှာအများပြားပါဝင်ပါတယ်။အဲ့ဒီကျောက်လွှာတွေဟာဖင်လန်ဂျမ်းမြေကိုပြေပြစ်စွာနှင်းလျှောဆင်းသွားတာဖြစ်ပြီးကမ္ဘာပေါ်မှာသမုတ်တရာအနေကျကျောက်နဲ့ဆင်တူနေပါတယ်။ရေဒါနဲ့တိုင်းတော်မှုအရာအဲ့ဒီကျောက်လွှာတွေဟာမီတာချော်ကျောက်များကျောက်ဖြစ်ပေါ်လာခြင်းမဟုတ်ပဲအနေကျမှုကျောက် ဖြစ်လာနိုင်ခြင်းပုံများပါတယ်ဂျိုးစင်းရဲ့ထံမှာရရှိတဲ့အချက်လက်တွေကိုကဘာပေါ်မှာအနေကျကြောက်လာမျိုးမျိုးကိုလေ့လာနေတဲ့ယူတိုပီယာပလန်ရှာယူရီတာစနစ်မှာရလာတဲ့အချက်လက်တွေနဲ့နှိုင်းရှင်ရင်အဲ့ဒီကြောက်လာဟာပလက်တွောတွေကခန်းကြီးတခြားခံယူတဲ့အနေကျကြောက်ဆောင်တွေနဲ့တူညီကြောင်းတွေ့ရှိခဲ့ရပါတယ်ဂျိုးစင်းဟာအင်္ဂါဂျိုးပေါ်မှာခန်းကြီးတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးပဲဖြစ်ပါတယ်